။ဘိုးကလည်းရွာလိုက်ပြီပါလေ။ဟောင်းလည်းမှောင်နေတယ်။ဘူးကမှာကတပင်းနဲ့တပင်းနဲ့တော့မအချိန်မတော်ပါဘူး။ဒီရှစ်ပိုင်းအစ္စတန်ထိုင်းလို့ခေါ်တဲ့ဒီနယူးယောက်ကနေဒါဒီကျမတို့နေတဲ့နော်ကော်ရိုနာဘယ်တော့ကချိန်တစ်မျိုး ကယ်လီဖိုးနီးယားကချိန်တမျိုးကယ်လီဖိုးနီးယားဘက်က3နာရီกว่าတယ်ကျမတို့နေတဲ့နေရာနဲ့ဒီကအဲ့လိုမျိုးအခုလက်ရှိကိုနေနေတဲ့ပြည်နယ်မှာတောင်မှနာရီကတစ်နှစ်ကိုနှစ်ကြိမ်ပြောင်းပါတယ်တစ်ကြိမ်ပြောင်းရင်တနာရီပါနိုဝင်ဘာမှာတကြိမ်ပြောင်းပါတယ်ဒီမတ်လမှာတကြိမ်ပြောင်းပါတယ်အမဘယ်လိုသွားရမလဲရေတွေနဲ့ဒီမတ်လမှာ ဒီဘက်ကကားလာလို့။ခဏ waterproof မဟုတ်တော့။ waterproof ဆိုတဲ့တောင်မရှိဘူး။ဆီတော့အဲ့လိုမျိုးပြောင်းပါလေ။ကိုရဲနေတော့ကမမှန်ရရ။နာကြီးတနာကြီး။ရှစ်တိုးတယ်။နိုဝင်ဘာမှာကြတော့တနာကြီးနောက်ကြတယ်။နာကြီးတနာကြီးရှစ်တိုးတယ်ဆိုရင်တော့ ကြားထဲမှာတနာကြီးပြောက်သွားတာပေါ့လေအလုံးလို့ရတဲ့လူတွေတွေ့လဲသူကပုံမှန်7နှစ်7နှစ်နေလုံးရင်7နှစ်ရတာပေါ့ဟိုဟာကြတော့နောက်ဆုံးတဲ့နာကြီးနှဝင်ပါလို့မျိုးမဆိုရင်တခုကောင်းတာကလေးတွေတဲ့အကြောင်း စစလေးအေးရတာပေါ့မောချက်တောင်းစစလေးအေးရမှာဘူးစစထားရင်လည်းပဲသူကချိန်သိနိုင်ပို့ပို့တယ်ဆိုတော့ပို့အိမ်လို့ရတာပေါ့နော်သူကမှကြာတော့တော့ကြာတဲ့ချိန်ဆိုရင်တော့လေအေးဘဝဖြစ်ကြတာပေါ့လေတနာရီပြောက်သွားတယ်ဆိုတော့အဲ့လိုပါဆိုတော့ခါကြတော့အခုကမနေ့ညနေပိုင်းဆိုရင် 8နိုင်လောက်မှမိုးချုပ်တယ်။ညတော့ဆိုရင်6နိုင်ခွဲ အလောက်လာတယ်ဆိုရင်မိုးချုပ်ပြီ။ဆောင်းတွင်ဆိုရင်အခုနွေရာသီမှာကြာတော့6ခွဲဆိုနေရှိသေးတယ်။ဖလန်းဖလန်းလာလိုက်ရုံပဲ။ဒီနွေရာသီလည်းပြန်ရောက်တော့မယ်ဆိုတော့ခုကတော့ဆောင်းဦးပေါ့လေ။ဟိုမှာဆောင်းနှန်းကနေဦးရောက်ပြီ။နေဦးရောက်ပြီဆိုတော့ လူရောက်တော့မယ်အမရက်သေးတယ်လေးကျူပြန်ထွက်ဆောင်းတော့ကြွေထားတဲ့ရွက်တွေအခုပြန်ထွက်ပြန်ထွက်ပြန်ပန်းလေးတွေဆိုတဘောလှနေရောပဲအမတကယ်ဆိုရင်ဆောင်းတော့ဆိုလောကနဲ့ခုနှစ်နိုင်15ခုနှစ်နိုင်ခွဲလိုက်ပြန်ထွက်ရင်နေထွက်နေပြီမိုးလင်းနေပြီအခုကမိုးသိမ့်မလင်းသေးဘူး ညတာရှည်ရလို့လည်းပြောလို့မရပါဘူးကျိုးဆိုတော့မိုးချုပ်တာနောက်ကျတယ်မိုးလဲတာလည်းနောက်ကျတယ်အဲ့လိုမျိုးဆိုတော့သူဟာတဲ့သူတော့ဒီလိုပါဆိုတော့ခဏနေကြရင်လေလဲမအဲ့ဒီတဘောပန်လေးတွေစိတ်ချမ်းသာဖို့ကောင်းတယ်လှတာပတ်တာလေး အဲ့ဒီဘန်လေးတွေတွေ့ရမယ်အဲ့မှာကြည့်ကြမယ်နော်ခေါ်သွားပေးမယ်နော်မေဆွေသူနဲ့ဂျေနေကိုခေါ်သွားပေးမယ်နော် Oh my god. Oh, you're saying that. state law လဲသွားတဲ့လူကိုကိုကစောက်ပေးရတယ်သူတို့ဖြတ်ပြီးမကောမောင်းလို့ရတယ်ဒါဥပဒေ state law ပြီးနဲ့ဥပဒေပါတချင်ရမစရတာတယ် stop state law လာရှောက်တဲ့လူတွေအတွက်ရခိုင်တယ်ဒီနိုင်ငံကဥပဒေအရများလောင်းလို့ကိုယ်ကျွေးတယ်လည်းမတူတဲ့ခါကြတော့လက်ရမလွယ်ဘူး ဒီကောလိပ်မှာတင်တာတင်တာပဲအကုန်လုံးမသိနိုင်ဘူးဆိုတော့ဒီဘက်မှာကျမ ICU မှာလောက်တယ်เนาะ ICU ဆိုတာတကယ်ဆိုရန်ချတဲ့နေရ infection control အမှန်တမ်းမှာကြည့်ကြတဲ့နေရဒါတော့မှခွေးလာတယ်ဘယ်လိုမျိုးခွေးလဲဆိုတော့ Savedos ဥပဒေအရ Savedos ကသူသွားတဲ့နေရကိုလိုက်တယ်အဲခွေးရသူနဲ့လာအိတ်တယ်သူရကတိပေါ်မှာအိတ်တယ် သူတို့ခေါ်တာကတော့ animal therapy တဲ့အဲ့ဒီ service တော်တွေကစားတောက်ဆိုင်ကိုလည်းသွားလို့ရတယ် hotel ကိုလည်းသွားလို့ရတယ်လင်းရင်လည်းစီးလို့ရတယ်တဲ့ဒါလောတဲ့ဒါပေမဲ့အဲ့ဒီ service dogs ကိုရမဲ့လူတွေကဘယ်လိုလူမျိုးလဲဆိုတော့တက်ကြီးတဲ့လူတွေ disable တွေဟိုဟာမတန်ဆွမ်းတွေပေါ့နော်ဟိုမှာတခြားနေဖြစ်တန်ဆွမ်းတဲ့လူတွေကအဲ့ဒီ service dogs ကိုရတယ်တဲ့ အဲ့သူက varsity bk ရှိရမလဲဆိုတော့အဲ့ဒီ dot က train လောက်ထားရမယ် train လောက်ထားရမယ်ဥပမာလူစကားနားလဲတာပေါ့လေသူတို့ခွေးလက်သင်တန်းပို့တာပေါ့အဲ့လိုမျိုးအဲ့ဒီ dot ကို train ထားရမယ် train ထားပြီးတော့မှသူကသူပိုင်ရှင်သွားတဲ့စားသောက်ဆိုင်ကိုလိုက်လို့ရတယ် hotel လိုက်လို့ရတယ်အဲ့လိုမျိုးတဲ့အဲ့နကွာလည်းမသိဘူးဘာလို့ဆိုတော့ ရင်ရင်တော့ကြာတော့ခွေးသေးသေးလေးတွေအဲ့ဒီအလှမွေခွေးလေးတွေသူ့လူနာလာရလေလာတဲ့အခါကြာတော့ဟိုပြာလှုပ်လိုက်တယ်နောက်ဆိုရင်မလာနဲ့ခေါ်မလာနဲ့ဆိုပြီးတော့အဲ့ဒီခွေးကောင်ကြီးကြီးတက်တော့ကသူကနေရောညရောအဲ့မှာရှိနေတာရှိနေတဲ့အခါကြာတော့မပြောလို့လဲပေါ့သူကဒီမှာရှိနေတာလို့မပြောဘူးလားဘယ်သူမှလို့အဲ့လိုပြောတော့ ဆာဗီဒိုဆိုတဲ့ဆာဗီဒိုဆိုတော့သူကခေါ်ထားလို့ရတယ်တဲ့အဲ့ဒီလူနာရဲ့ကတင်ပုံပါလေသူကတက်အိတ်တယ်အဲ့လိုမျိုးဒီလိုဒီလိုသူဟာရရလဲအဲ့လိုကွာပါတယ်ရှက်ဒီနေ့တော့မန်ဒေးဆိုတော့စကူဘာတွေရှိတယ် ရှင်နာမလည်းနေရည်ဒီဘောတွေထက်တာလမ်းကျုံကြီးသွားထက်မယ်ဆိုပြီးဘောတွေထက်တာအဲ့ဒါကြောင့်ဆိုတော့ခုနအစပြီးတော့ထွက်လာတာခုတော့ရောက်ပါပြီအိမ်နဲ့ဆေးရုံနဲ့အရင်နေပါတယ်အဲ့ဒါကြောင့်မလို့လေဒီမှာတနေ့တနေ့ရပြောင်းရဖို့တော့မှနှမျောဖို့ကောင်းတယ် ။ဘာဖြစ်ဆိုအလုံးမှာလူတွေကလည်းကိုနဲ့ပြင်းနေကြပြီ၊ကျွမ်းဝင်နေကြပြီ၊လူတွေကလည်းကောင်းတယ်၊ကိုယ်ဆက်ဆက်ကလေးလေးစားစားပဲမိသားစုလူဖြစ်နေကြပြီ။အလုပ်ကလည်းကောင်းတယ်၊ကိုယ့်ရဲ့မန်နေဂျာကလည်းကောင်းတယ်၊လူတွေကလည်းကောင်းတယ်။လူစုတို့နေရာလည်းကောင်းတယ်ဆိုတော့မလွယ်ဘူး။တနေ့တနေ့ပြောင်းဖို့သွားဖို့မလွယ်ဘူး။ ူတွေကလည်းဘဝအဲ့တဲ့ခီးတွားအဲ့တဲ့လူတွေဆိုတာအဲ့တဲ့တွေပဲခီးတွားအဲ့တဲ့တွေပဲတဲ့ဒီနေ့တော့သတင်းတွေကြည့်လိုက်အောင်မယ် VOA ရော RFA ရောကတော့ရှိတော့မှမဟုတ်တော့ဘူးဒီလေးနဲ့မှာတော့အမေရိကန်လာဖို့အတွက်မစင်စားပါနဲ့ဒီလေးနဲ့ဒီ အနာရှင်ဆန်တဲ့တယူတန်ဆန်တဲ့အဲ့လိုမျိုးကဘာကြီးကိုဥစာဥရွက်လုံးနေတဲ့ခေါင်းဆောင်ခေါင်းရွက်လုံးနေတဲ့နိုင်ငံကဒီလူလက်ထက်မှာတော့တကူခေါင်းဆန်ပြီးတော့ကိုဂျိုစီဘွားကိုလူမျိုးဂျိုစီဘွားကိုပဲကြီးတဲ့ဟာတော့ဖြစ်တာပေါ့နော်ဒါပေမဲ့ပုံမှန်ကြည့်ရင်တော့ဟုတ်တယ်လို့ရှိပေမဲ့ဒါအမေရိကန်မှမဟုတ်တာဘာဒီပုံစံအမေရိကန်မှမဟုတ်တာအမေရိကန်ဆိုတာ world leading country လေကမ္ဘာမှာ အမေရိကန်ဟဲဆိုတာအင်မတန်မှကိုယူစရာကောင်းပြီးတော့မှအင်မတန်မှလူခွေရေးပြီးွားတယ်ဒီမိုကရေစီပြီးွားတယ်ကျမတို့ရက္ခာစားဆိုရင်ဘယ်လောက်တိလဲဆိုတော့ you are right is guarantee လို့ပြောရလေနေတို့ရခွေရေးတို့ရမခံပေးထားတယ်ပေါ့နော်အဲ့လိုမျိုးခုခုလက်ထက်မှာတော့အလကားပဲအခုဆိုရင်ကြည်သူလို့ဆိုဘယ်လောက်ဆိုလဲဆိုတော့သူကပတ်ဆက်ရှိရပြီစီပွားရေးတမစီပွားရေးဆက်ဆက်တကယ်တဲ့ပတ်ဆက်တစ်ခုတည်းပဲကြီးတဲ့ လူဖြစ်သွားတာလေအဲ့ဒါကြောင့်မို့လို့ तू ကဘယ်လောက်ထိပြောလဲဆိုတော့ဟိုမီလီယံနာတွေပဲလို့တယ်ဒီနိုင်ငံအဲ့ဒါကြောင့်မို့လို့ဂိုးဂိုးကတ်ကိုသူရောင်းမယ်5မီလီယံလည်းရောင်းမယ်အဲ့ဆိုတော့ဒေါ်လာ5သားရှိတဲ့လူကအဲ့ဒီဂိုးကတ်ကိုလာပြီးတော့မှသူတို့က green card ပေးမယ်ပေါ့ဆိုလိုတာကဆင်းရဲတဲ့လူတွေလက်မခံဘူးဟိုဘာလဲအာဒုက္ခသည်တွေပါလို့ဆိုဝေးဘာမှမရှိတဲ့လူဒီနိုင်ငံမလာနဲ့ ပညာရှိဘာဘာလဲဟိုပတ်စာရှိတဲ့လူပဲလာဘာပညာမရှိစရာမလိုဘာကိုကြည့်တရားဘာကောင်းစရာမလိုဘူးအဲ့လိုမျိုးဆိုတော့အဲ့ဒီဟာတွေကဘယ်သူတွေတော့ခွဲ့ရေးရှိလဲဆိုတော့အဲ့လိုငွေမဲတွေလုံးဝတဲ့လူတွေငွေမဲတွေလုတ်ပြီးတော့မှငွေဖြူဖြစ်အောင်လုံးနိုင်တဲ့လူလူတွေကဒီကိုရောက်လာမယ်အထူးသဖြင့်ဆိုရင်ရင်တော့ဆိုရင်ဒီမိုကရေစီဆိုရလက်ထက်မှာဆိုရင်ဒီစစ်အာဏာရှင်မိသားစုတွေကိုဒီခိုင်ဖြိုးပါတီပေါ့နော်ဒီချက်ဖို့မိသားစုဝင်တွေဒါမှသူတို့ကဆက်ရှင်ခပ်တယ်အဲ့ဒါကြောင့်မို့ချက်ဖို့မိသားစုတွေတော့ မှသူတို့ကဟိုတမမကကဗီဇာနဲ့လာတယ်ဆိုရင်လာလို့မရဘူးဗီဇာရှောက်ရင်မအောင်ဘူးပေါ့နော်အဲဆိုတော့အမေရိကန်မှာဗီဇာရှောက်ရင်သိသိပါတယ်ဘယ်လိုမိကောင်းတွေဖြေရတယ်ဆိုတာအမေရိကန်အတန်ယုံမှာပေါ့နော်ဆိုတော့အခုဒီလူကြီးလက်ထက်မှာကျတော့ဘယ်လိုမင်းဖြစ်သွားမလဲဆိုတော့ ဘာခွေရင်မှမလေးစားတဲ့အပြင်လူခွေရင်မှလည်းမလေးစားဘူးဟိုအဲ့ဒီအပြင်ဘာဖြစ်သွားလဲဆိုတော့ပတ်ဆက်ရှိရင်ရပြီဘာရဇဝဂိုင်းပဲဖြစ်ဖြစ်ပတ်ဆက်ရှိတဲ့လူတွေလာမယ်ဘရက်မန်လေးတွေသမားတွေလာမယ်အာဆက်အနာရှယ်လက်ထက်မှာအမလီပိုင်တခုမိမပြောတာမကြဘူးလားအဲ့ဒီတော့ကရီစာတော့ကပြောတာ စမိုင်းပိုင်တဲ့အိမ်လောက်ကတော့ဒေါ်လာတန်း ပဲဒီဘလဲဟိုတေတသမ6တန်းလာတော့အေးဆေးပဲသူတို့သူတို့တက်ကတ်တို့ရေးတာလမ်းအောက်ကနေတကွက်ဖိုးတော့မရှိဘူးတဲ့အဲ့အဲ့လိုလူမျိုးတွေပေါ့ဒီကလိုနီတွေစစ်ကလိုနီတွေအဲ့ဒီဖက်ဆေးရုပ်တွေနဲ့အောက်လမ်းနေပြီးတော့ငွေမဲတွေနဲ့ရှာထားတဲ့ငွေတွေနဲ့လာလာဆိုရင်ရမယ်အဲ့လိုမျိုးဖြစ်သွားတာလေအဲ့ဆိုတော့လူကောင်းတွေရမှာမဟုတ်ဘူးလူဆိုးတွေ မကောင်းတဲ့ဒုစရိုက်သမားတွေကိုမွေးထုတ်မယ်အဲ့လိုလူမျိုးတွေရမယ်ပေါ့ပြောချင်တာအဆိုတော့လူခွေရစတာပိုးတွေပါတယ်ဝေးသိပြောမှဆိုတော့အများကြီးပဲအာဒီကိစ္စတွေကပြပြောပြောရင်ဒီနိုင်ငံရေးအကြောင်းကိုတစက်မမလေးလာနေတဲ့လူတွေကပို့ပြီးတော့မှဗာလဲဟိုဟိုဘယ်လိုပြောမလဲပို့ပြီးတော့မှအာနားလဲသဘောပေါက်လွယ်တယ်နော်ဘာပြောဆိုတော့ဒီ ဗီဒီယိုမှာ7မိနစ်15မိနစ်တွဲမှာအဲ့လိုမျိုး အကြောင်းအရာတွေအသေးစိတ်ကို ပြောဖို့ကြတော့အရန်ကိုဟိုဘာလဲမချုံမချုံနိုင်ဘူးပေါ့နော်။ဟောနောက်တစ်ခုကကိုကတချို့စကားလုံးတွေကဗမာလိုနဲ့ပြောရင်မထိရောက်တာရှိတယ်။အင်္ဂလိပ်လိုနဲ့ပြောမှထိထိရောက်မဲ့စကားလုံးတွေရှိတယ်။ဘာလို့ဆိုတော့ဗမာဒီကလူတွေကိုဗမာလိုနဲ့ပြောပြောတာကဗမာ စကလုံးပဲခြုံနိုင်တဲ့အကြောင်းအရာကိုရွေးပြောရင်တော့ကောင်းတာပေါ့လေအဲ့ဒါလည်းပါပါတယ်ပြောချင်တာကျမတို့ဒီအဥပမာဒီအဲအဲ institutional click killing ကိစ္စတွေဒီ international human rights law ကိစ္စတွေဆိုရင်မြန်မာပြည်မှာမမခက်စားတာလေเนาะဒါနိုင်ငံတကာဥပဒေဖြစ်တဲ့နိုင်ငံတကာရဲ့ဒီ UN charter တွေ UN ရဲ့ပဋိညာစာတမ်းတွေကနေပြီးတော့မှတ်လာတာ哦အဲ့ဒါကြောင့်မလို့ခင်မီဒဲပညာရေးဆိုတာကမြန်မာပြည်ကပြည်သူလူထုကအမှောင်ဖုံးခံထားရတယ်ပိတ်ထားခံရတဲ့ခါကျတော့ ခစ်မိတဲ့ပညာလက်လန်းမမိနိုင်ဘူးလေရင်ခဲ့တော့ဆိုရင်ဘယ်လောက်လဲဆိုတော့ရင်တန်းရွှေတို့နေဝဲတို့ဆက်အနာရှယ်လက်ထက်တော့ဆိုရင်လူခွေရေးကြောင်းပြောလို့မရဘူးအာဒီမိုကရေစီကြောင်းပြောလို့မရဘူးဖက်ဒရယ်ကြောင်းဆိုရင်တော့ဝေးအဲ့ဒီဟာကြတော့လူတွေက capacity building ဘယ်လိုလုပ်ရလဲဆိုတော့ medical center တွေမှာ beauty council တွေမှာသွားပြီးတော့မှာ အာအင်္ဂလိပ် speaking ဘာတင်တန်းသွားတက်ရတာပေါ့လေအင်္ဂလိပ်တင်တန်းတက်ရင်လည်းမအဲ့ဒီမှာ American Center သူတို့ library ကနေပြီးတော့သူတို့စာကြည့်တက်ရနေပြီးတော့မှဒီလူခွေရေးဒီမိုကရေစီရေးအဲ့ဒီကြောင့်ရလေလခွဲရတာပေါ့လေဒါပေမဲ့အဲ့လိုလေလခွဲရတယ်ဆိုတော့လူတွေကလက်ချိုးရည်လို့ရနေတယ်ပြောချက်တာစက်ဘီလုံးနေနဲ့ကြည့်မယ်ဆိုရင်လေဟိုသူတို့ကြတော့သူတို့ရဲ့ဒီအာဖက်ဆက် အယောဒီအနာဆက်အနာရှင်ဆက်ဆက်တွေကသူတို့ရဲ့ဝါဒမှိုင်းတွေမြဝတီတွေမြမတန်တွေကနေပြီးတော့နေ့တိုင်းသူတို့အဲ့လိုမျိုးဂျင်းတွေထက်ဝါဒမှိုင်းတွေထက်စိတ်တွေထက်အဲ့လိုမျိုး မတရားတဲ့ဟာတွေပဲမမှန်တဲ့ဟာတွေပဲအဲ့လိုမျိုးပဲပြောနေတဲ့ခါကြတော့ဟိုအဲ့ဒီဟာတွေပဲရကုန်တာလေခုနကမက်ဒီကယ်စင်တာကိုသွားပြတော့မှလက်လှမ်းမှုမှုပို့ဆိုတာအရင်အဝေးတာဟိုသူတစ်ဖြည့် အာနေရလူပုံစိုးတယ်ရန်ကုန်မှာနေတဲ့လူလက်ချိုးရည်တဲ့လူသုံးလေးလက်ချိုးရည်တဲ့လူအုပ်စုတော့ဒါလက်လက်မိတဲ့ဟာဖြစ်သွားတယ်เนาะဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အလောက်ပါပဲเนาะအလုံးကျမချမ်းသာကြပါစေရှင်ဘင်းအင်းကံလေးကျင်းပါစေကျမမြတ်ပြောနေတယ်အတိုင်းပဲစစ်ခွေးလေးညာမကျင်းပါစေအခုမိုးရွာလို့ကြေးရမယ်ပတာပါ